ဟောအေးလောကလူတွေဟာမအိပ်ရလို့အိပ်ဆေးတောက်ရတဲ့ပုံကိုယ်တွေရောမရှိဘူးလားအေးစိတ်ငြိမ်သေးဆိုပြီးတော့တောက်တရနှလုံးသားအပူတွေအကြောင်းမလို့တညာလုံးအိပ်မပြောဘူးတဲ့တောကတွေဖြစ်နေလို့တညာလုံးအိပ်မပြောဘူးတဲ့အဲ့ဒီအပူတွေအကြောင်းအိပ်မရလို့အိပ်ဆေးတောက်ပြီးတော့အိပ်ကြနေရတယ်ဒါဟာတကယ်အဖြေမဟုတ်ဘူးတကယ်အိပ်ဆေးကတော့ရသော်ဘုရားရဲ့တရားတော်ဟာဖြစ်တယ် ဘယ်ချိန်ဒီတရားတော်ကိုလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုရင်ဒေါဘာတွေရှော့ချနိုင်မယ်ဒေါသတွေရှော့ချနိုင်မယ်မောဟတွေရှော့ချနိုင်မယ်နောက်ဆုံးလောဘဒေါသမောဟတွေကင်းပြီးတော့နှလုံးသားရဲ့ဖူလောင်မှုတွေအကုန်ကင်းသွားရင်ဘယ်နေရာမှာပါနေနေစိတ်နှလုံးဟာအေးချမ်းနေမှာပဲဖြစ်နေဒါကြောင့်မို့တရားချက်ကသုရစင်ပြိဿအပေါင်းတို့ တို့တွေဟာစိတ်နှလုံးအေးချမ်းသာရမှုရှိမှသာလေချမ်းသာစွာအိပ်စေရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုအပြည့်အဝရကြမှာဖြစ်တယ်။တမန်အားဖြင့်ကြည့်ပြီးတော့တို့တွေဟာချမ်းသာစွာအိပ်စေရတယ်လို့ဖြေလို့ရှိရင်မပြည့်စုံတဲ့စကားမျိုးသာဖြစ်တယ်ဟုတ်။အေးအဲ့ဒါလို့သဘောကျပြီးတော့တို့တွေဘာလို့ရမလဲချမ်းချမ်းသာသာအိပ်စေရခြင်းရဲ့အဓိပ္ပာယ်ပြည့်စုံအောင်ဘာလို့ရမလဲ။ နှလုံးသားကိုပူလောင်စေတတ်တဲ့ဒါကတွေဖယ်ရှားဖို့ကြိုးစားရမယ်ဒေါသတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်မောဟတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ကဲကြိုးစားပြီဆိုတဲ့အခါမှာဒါကဖယ်ရှားအောင်ဘာနဲ့ကြိုးစားမလဲဒါကကိုဖယ်ရှားဖို့ရအတွက်နံပါတ်1ကဘုန်းကြီးတို့တွေဒါကဟာဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင်တင့်တယ်မှုလို့ စိတ်ကအာယုံပြုတ်နေသည့်အတွက်ကြောင့်သူဘနမိတ်ကိုအာယုံပြုတ်ထားသည့်အတွက်ကြောင့်ရာဂဟာတိုးတဲ့တိုးလာတာဖြစ်တယ်။ဒါကြောင့်မို့လို့မတင်တယ်ဘူးဆိုတော့အတုဘကမ္မထံအေးဗမာစကားထဲမှာအတုဘလို့ဆိုလို့ရှိရင်မသာသွားသွားတတိယနေတာမျိုးဖြစ်တတ်တယ်နော်။အဲ့ဒါကိုပြောတာမဟုတ်ဘူးအတုဘကမ္မထံဆိုတာမိမိတို့အသက်ရှင်လျက်ဖြစ်တော်လဲခန္ဓာကိုယ်မှာ တင့်တယ်မှုမရှိတာတွေကိုဆင်ញင်စဉ်းစားတတ်ရမယ်။ရွှန်ရှားဝယ်သဘောတွေကိုဆင်ញင်စဉ်းစားတတ်ရမယ်။ဘလို့ဆင်ញင်စဉ်းစားတတ်မလဲဆိုရင်ကြည်လေကိုယ်ခန္ဓာကိုယ်မှာမတင့်တယ်ဘူးရွှန်စပွဲဆိုတာဟာအလွယ်လေးနဲ့စဉ်းစားလို့ရတယ်။ကိုယ့်ကိုယ်ကိုဟုတ်လားတလားနှစ်လားရေမချိုးမျက်နှာမသိဖဲနေချီပေါ့။မွေးကြိုင်တဲ့အနံ့တွေထွက်လာမလား၊နံစော်တဲ့အနံ့တွေထွက်လာမလားစဉ်းစားကြည့်ပေါ့။ ခန္ဓာကိုယ်ရဲ့သဘာဝတကယ်တော့လှပတက်တယ်တာမဟုတ်ဘူးအပြင်ကဝဆဆင်းရင်တာတို့ဖိလိမ့်တာတို့ဒါတွေကြောင့်မို့လို့လူတွေဟာ လူကြားထဲမှာဝင်လို့ရတာเนาะအေးအဲ့ဒါလို့မတည့်မတည့်ရုံးစပွဲသဘောတွေကိုဆင်ញင်စဉ်းစားခြင်းဖြင့်အတုပတင်ညာကိုနှလုံးသွင်းခြင်းဖြင့်ရာဂကိုဖယ်ရှားနိုင်တယ်